ားလုံးမင်္ဂလာပါဒီနေ့အခန်း15တော့ကြည့်ကြအောင်ဆိုအဲဆိုလို့ရှိရင်เนาะဥချာလင်းလို့ရှိတယ်ဝက်စားစင်ရင်မှုလို့ပြောရမယ်เนาะဥချာလင်းဆိုတာဝက်စားစင်ရင်မှုဝက်စားစင်ရင်မှုကဲဒါဆိုလို့ရှိရင်အောက်မှာကြည့်ကြအောင်เนาะမာသူရှိကမာသူကနုကုရဲ့ရောဘယ်သူလဲဆိုတော့အောက်မှာမော်ရီကဂျာလ်ဘွန်းနဲ့ Sabin to to lo byo yam no khong to to lo da ma lou na no mori ga sabin go byo da di niya ma chap da ga to de chalpun to ro saram yi yo lu de sabin to de lu de lo byo da na common sec a me yang wo su wo ko i ku i so yo wa tha de mori ga chalpun sabin to to saram yi yo lu phit de common sec a me yang wo su i ku i so yo wo ko wa tha de lo byo de no ဒါဆိုရင်အောက်မှာသွားကြည့်ရအောင် OP ပါမယ်မွန်းပေါ့ချောင်းဘူးမွန်းသွားချောင်းဘူးပါမယ်ပေါ့နော်ဥထာလင်းမဲ့ဒေဟေဝဆန်းစင်ရင်မှုနဲ့ပတ်သက်ပြီးမုကို မေပီဒေတာဖိုင်စီတာဖြေးချနိုင်တယ်ဝဆန်းစင်ရင်မှုနဲ့ပတ်သက်ပြီးမေပြီးတော့ဖြေးချနိုင်တယ် မူလကုန်းရဲ့ပစ္စည်းရဲ့စကားရအယောင်ကိုမာရာစီတာပြောနိုင်တယ်ပစ္စည်းတွေရဲ့အယောင်ကိုပြောနိုင်တယ်ကဲဒါဆိုလို့ရှင်အောက်မှာသူရဲ့ off ကြည့်ရအောင် off မှာဘာရှိလဲဆိုတော့ both กว่าအဝင်းနဲ့ both กว่าအဝင်းနဲ့ accessory ဆိုတာက accessory လို့ပြောမှာပေါ့အင်္ဂလိပ်စကားလုံးเนาะဘာလဲဆိုလို့ရှိရင်အော်ဆက်ဆက်ပစ္စည်းလို့ပြောမှာအဝင်းနဲ့ဆက်ဆက်ပစ္စည်း သူနဲ့ပတ်သက်တဲ့ပစ္စည်းတွေပေါ့ပြောချင်တာကဆက်ဆက်ပစ္စည်းဆိုတာကနော်အဝင်းနင်းဆက်ဆက်ပစ္စည်းတို့လို့ပြောမယ်ကဲဒါဆိုလို့ရှိရင်အောက်မှာဣတာဝတိဣတာဝတိຢາရအကုန်လုံးကိုသူကဝတိဆိုတဲ့စကားလုံးအသုံးလုံးနဲ့သုံးမှာဒါကိုပြထားတာနော်ဒါကြောင့်မို့လို့ဒါဆိုရင်အောက်မှာအဲဒီကနိစနော်6ပါးကြီးလို့ပြောရင်ဂျင်းပေါင်းပြီး6ပါးကြီးဂျင်းပေါင်းပြီး ချီရှော့ချူကတီရှပ်တီရှပ်ရင်းကြီးဂျမ်ပါလို့လည်းခေါ်တယ်လို့ဂျွန်ဖောလို့လည်းခေါ်တယ်ဂျာကင်ကြီးပေါ့နော်ဂျာကင်ဂျာကင်လို့ပဲသုံးတယ်ပေါ့မြန်မာလို့ပဲသုံးမှာဂျာကင်ကြီးဂျမ်ပါလို့လည်းခေါ်တယ်ဂျွန်ဖောလို့လည်းခေါ်တယ်နော်ဂျာကင်ကြီးနောက်ဒီဘက်မှာဝမ်ပီစလို့ရှိတယ်ဝမ်ပီစဝမ်ပီစကဒီမိကလေးတွေဝတ်တဲ့ဝမ်ဖက်စ်ပေါ့နော်ပြောရရင်ဝမ်ကဝမ်မဲတကယ်တော့အဲ့တော့ ဘလို့ပြောမလဲ one piece ဆိုလို့ရှိရင်ဒီဂါဝင်တဲ့ engine နဲ့တွဲရက်ကို one piece လို့ခေါ်တယ်ဗျာမိန်လေးတော့ဘလို့ခေါ်လဲမသိဘူး skat ဂါဝင်လို့ခေါ်မလားဒါမှမဟုတ်ဂါဝင်လို့ခေါ်မလားเนาะအဲ့လိုမျိုးတွဲထားတဲ့အတွဲလိုက်ရှိတာကို one piece လို့ခေါ်မယ်နောက်တစ်ခု bumper ကြီးဘောင်းဘီတို့ဘန်ကတဝက်ကိုပြောတာအဲ့တော့ဘောင်းဘီတို့ bumper ကြီးဘောင်းဘီတို့နောက်ချီမာ skat ချီမာ skat ဒါဆိုရမနော်အော်ရပြီဆိုရင် အောက်မှာပြန်သေးတဲ့ meaning လေးတွေဗာလဲဆိုရင်နော်ရှင်းတာစီးတီနဲ့ပတ်သက်တဲ့ meaning တွေရှင်းတာစီးတီဝန်တုံးဟွာအာကသာဖနက်ဝန်တုံးဟွာအာကသာဖနက်စလီပါတဲ့စလီပါလို့ပြောတာဖနက်အပားတွေကို ဆိုလိုချင်တာပါကျွန်တော်တို့ညက်ဖနက်တွေလည်းပါပါတယ်ဖနက်အပားပေါ့ဝန်တုံးဖနက်တွေဒါတွေလည်းပါတယ်နောက်ပြီးတော့ခူသူ ရှုဖနက်ခူသူရှုဖနက် ယမကချီအိတ်ယမချီအိတ်ဂျန်ဟွာကလေရှိဖနက်ဂျန်ဟွာလေရှိဖနက်ဟုတ်ပြီဒါတွေကလုံးကိုရှင်းတာနဲ့သုံးရမယ်ချီအိတ်လည်းရှင်းတာပဲသုံးရမယ်နော်ဤတာနဲ့သွားသုံးလို့မရဘူးကျွန်တော်ဒီမှာစကားမှာတခါကြိုက်ချီဝတ်တယ်လို့သုံးတာဖြစ်တဲ့တဲ့ဤတာနဲ့သွားသုံးလေးရှိတယ်ရှင်းတာနဲ့စီးရမယ်နော်နောက်တစ်ခုစုတာစုတာက အသုံးပြုသည်ဆိုတဲ့အဓိပ္ပာယ်ကိုသုံးပါဒါပေမဲ့သူကဒီမှာ မြင့်မှန်စွာတတ်တည်လို့ဒီလိုပြောမှာပေါ့ဝစ္စင်တီပါပဲသူကလည်းပဲတကယ်တမ်းဆိုရင်အံကြောင်းစုသားလို့ပြောရင်မြင့်မှန်ပတ်တည်မြင့်မှန်တတ်တည်တယ်လို့သုံးမယ်သူလည်းဝစ္စင်တာပဲအံကြောင်းကမြင့်မှန်ဆွန်ကူရာဆာရာကစံဂလတ်လို့ပြောတော့ဒီနေကာမြင့်မှန်ပေါ့သူလည်းစုသားနဲ့ပဲသုံးမယ်နေကာမြင့်မှန်တတ်တယ်လို့သုံးရင်လည်းသုံးပတ်တယ်လို့သုံးရင်လည်းသုံးနောက်မိုးကြာစုသားလို့ပြောရင်အုတ်ထုတ်ဆောင်တည်မိုးကြာကအုတ်ထုတ်ဒါကိုလည်းစုသားနဲ့ပဲသုံးရမယ်နောက်ပြီးတော့ဥစံ ठी ဒါတွေလည်းပဲသုတာနဲ့သုံးရမယ်။ဒါဆိုမိနစ်နေရပြီနော်။မိနစ်နေရရင်အောက်မှာတစ်ချက်သွားမယ်။ဘုရင်မှုပုဂ္ဂိုလ်ပုံကြည့်ပြီးတော့ဒေဝါရနော်အပြန်လန်ပြောခြင်းကိုဝန်ဆောင်ပါစေရောပြည့်ပြည့်စုံအောင်လုပ်ပါလို့ပြောတော့မူဝဆဆဆရောဘာဝယ်ခဲ့တယ်လဲ။ဘာဝယ်ခဲ့လဲဆိုဒီမှာခြေအိတ်ဝယ်ခဲ့တယ်အဲ့ဒါကြောင့်မလို့ယမ်မာယမ်မာရဆဆရောခြေဝယ်ခဲ့တယ်ယမ်မာရဆဆရောခြေဝယ်ခဲ့တယ်နောက်တစ်ခု 무엇을 입었어요? 바워켈레 티셔츠, 티셔츠, 루비어 마법. 티셔츠를 입었어요. 티셔츠, 워켈레 나, 무엇을 신었어요? 바시케들래 무엇을 신었어요? 바시케들래 구두를 신었어요. 구두, 슈퍼나. 여기나, 나르구, 뭐, 무엇을 샀어요? 바우에게래 모자, 오토보너, 나중에. မူဇာရဆတ်ဆိုရောအထုပ်ဝဲခဲ့တယ်။ဒါဆိုသူရဲ့လေ့ကျင့်ခန်းကဒီလိုပြောရမယ်နော်။နောက်တစ်ခုဒါဆိုရင်မွန်ပေါတရာခွီတာနေတီတဲ့ဆန်သေးလို့ပြောထားတော့အခြေအနေပေါ့နော်။ဆိုတော့နေတီဆိုတဲ့အသုံးလုံးဟာကျွန်တော်တို့ဒီအင်္ဂလိပ်စကားလုံး but and g ပေါင်းတဲ့ပုံစံပေါ့လုံးနေစဲကာလကိုဖော်ပြတယ်လဲပြောလို့ရတယ်။နောက်ပြီးတော့သူကဒီအဝက်စားတွေနဲ့ပတ်သက်တဲ့အခါမျိုးကြရင်ပေါ့နော်ဒီမှာအီတာရရှင်တာရစူတာရဒူတာဘောတာ ထာတာခါကြီးတာအိုက်တာဂျွာဟာတာဆရငါတာတဲ့ဒီစလုံးလေးနဲ့လည်းပဲသူကပြောထားသေးတယ်အဲ့တော့ဒီလိုမျိုးပုံစံနေနဲ့တွဲတဲ့အခါကျရင်နော်နေတီဆိုပြီးတော့ဘာသာပြန်တာတဲ့ကိုထာတီလို့ဘာသာပြန်တာလည်းပဲပို့ပြီးတော့အဆင်ပြေတယ်ဟုတ်ပြီနော်ထာတီလို့ဘာသာပြန်တဲ့ပုံစံပေါ့အင်ဂျီဝက်စားနဲ့ပတ်တဲ့ထားတယ်ဆိုပြီးတော့ပြောလို့အဆင်ပြေတယ်သူကနော်ဒါဆိုရင် အဲ့ဒီသက္ကလုံနေကသူကဗာလဲဆိုလို့ရှိရင်ဘာသာလေးတော့ပြန်ပေးမယ်เนาะဣတာဝတိရှင်သာစီတိစုတာကအသုံးပြုသည်သုံးနေတယ်တို့ပြောမှာပေါ့နောက်ဒုတာကမသည်ဘောတာကချွတ်သည်ထာတာကစီသည်ခါကြည်တာယူဆောင်သည်ဒါမှမဟုတ်ရင်ပိုင်ဆိုင်သည်အိုင်တာတိသည်နားလေသည်ဂျွာဟာတာကြိုက်သည်ဆရံငါတာချစ်သည်ဆိုပြီးเนาะစရဲ စကလုံးနေနဲ့တွဲမယ်ဆိုလို့ရှိရင်သူကဗာလဲဆိုလို့ရှိရင်ဇက်တိုက်လှူဆောင်နေမှုဇက်တိုက်ဖြစ်ပေါ်နေမှုကိုဖော်ပြတဲ့အခါမျိုးတွေမှာတုံနေဆိုပြီးတော့သူကတုံထားတဲ့ဒီစကလုံးကြီးတွေကိုသွားပြီးတော့နော်ဗာလဲဆိုရင်ဣရဘူတစိတ်တေတာနော်ဒုံဆာရဲ့ဘူသောအော်ဒီကရိယာတွေမှာကတ်ပြီးဗာညာဆိုတော့ဒီမှာအကုန်လုံးကိုကျွန်တော်ရှင်းပြနိုင်မယ်ဆိုလို့ရှိရင်ဒီဟာကလွယ်လွယ်လေးကိုဒီလောက်ကြီးခက်တဲ့အတော့မှမပါဘူးတကယ်တမ်းဆိုတာမှတ်စရာနှစ်ခုပဲရှိတယ်လွယ်လွယ်လေးမှတ်လို့ရတယ် EPS မှာကဗာလဲဆိုရင် ဝိတာရဲ့အိဗေနေတိလို့မှတ်လိုက်တစ်ချက်ကနောက်တစ်ချက်ကအင်ကြီးဝက်စားနဲ့ပတ်သက်ပြီးတော့ပြောကျင်နေစေထာတိလို့ဒီလိုမျိုးဘာသာပြန်လို့ရတယ်အမဝက်ထားတယ်ဆောင်းထားတယ်လှုပ်ထားတယ်ပေါ့နော်အစတဲ့ဖြစ်ဒီလိုမျိုးပုံစံနေနေရမှာလည်းပဲဂွိတာကိုသုံးလို့ရသေးတဲ့သူကနောက်သူရဲ့ယဉ်ကျေးမှုအသုံးသုံးရစေဂိုခဲရှိတာလို့သုံးရမယ်တဲ့ဂွိတာရဲ့နော်အစာထိုးပေါ့နော်ဂိုခဲရှိတာဂိုခဲရှိတာလို့ပြောရင်လည်းပဲနေတိလို့ပဲဘာသာပြန်ရမယ် ါဆိုရင်ဒီဘက်မှာတစ်ချက်ကြည့်ပါနော်။ဘာကြီးတို့ဤကိုဤစော်ရဘောင်းမီဝင်နေတယ်လို့ပြောတယ်။ဇက်တိုင်းလှုပ်ဆောင်နေတဲ့ပုံစံကိုဖော်ပြတာဖြစ်တဲ့တွေ့ဝတ်ထားတယ်လို့ပါတာပြရင်ဘိုးတော်ကောင်းနေတယ်။သူများဝတ်ထားပြီးမှကိုကပြောလို့ရတယ်လေဒီဟာနော်။လုံးဝစဝင်နေတဲ့အချိန်ကြီးချောင်းကြည့်နေတဲ့ပုံစံကြီးဖြစ်နေမှာပေါ့ဝင်နေတဲ့ဆိုတော့သူများဝက်တိုင်းကြည့်နေတဲ့ပုံစံဖြစ်တယ်နော်။ဒါကြောင့်ဖာကြီးတို့ဤကိုဤစော်ရလို့ပြောရင်ဘောင်းမီဝက်ထားတယ်တို့လို့ပါတာပြန်လို့အဆင်ပြေတယ်။နောက်အန်ကြံမှုစုကိုဤစော်ရမြင့်မှန်ပတ်ထားတယ်။ ်ညမန်ပတ်ထားတဲ့ဝန်သွဟာရရှင်ကိုဆိုရောအာဂဒါဖနံစီးနေတယ်စီးထားတယ်ဒါလို့ပြောလို့ရမယ်နှစ်မျိုးစလုံးပြန်လို့ရပါတယ်နော်နောက်တစ်ခုဒီဘက်မှာ harmonic ကဆိုအဖွာကဆိုပြီးတော့ကေဆောကကနော်အဘကအန်ကြောင်ကိုစုကိဆိုရမျက်မှန်ပတ်နေတယ်လို့ပြောတာအန်ကြောင်ကိုစုကိဆိုရမျက်မှန်ပတ်နေတယ်ဒီလိုပေါ်ပြတယ်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင် သူကဘာလဲဆိုလို့ရှိရင်ကိုဤတာကဘာအပြုတ်မှုတစ်ခုခုကအလုံးပြီးဆုံးသွားပြီးတဲ့နောက်မှာအဲ့ဒီရလက်ဒီဇက်တိုက်လှုပ်ဆောင်နေတယ်ဆိုတဲ့ပုံစံမျိုးကိုသူကဖော်ပြတယ်ဆိုပြီးတော့ဒီမှာရှင်းပြထားတာဖြစ်တယ်အဲ့ဒါကြီးရှင်းပြထားရင်ခင်ဗျားတို့မျက်စိတွေလဲနေမှာနော်ဘာသာအလုံးပြန်ပြီးသွားရင်လည်းမျက်စိလဲတယ်သူကဆိုတော့အခြေခံမှာသင်ခဲ့တဲ့ကိုဤတာဆိုတဲ့ပုံစံတိုင်းနားလည်ထားရင်ရပါတယ်ကေတာစေအောက်မှာကြည့်အောင်အရင်ကြီးမခက်ဘူးနော်တရားတွေက ခုရင်မှုပုဂ္ဂိုလ်ပုံကြည့်ပြီးတော့မွန်ကျန်ကိုစုစေရတဲ့ဝကြကိုမလုပ်တယ်လဲရေးပါလို့ပြောတယ်ဝကြရေးပါဆိုတော့ဒီမှာသလို့ရှိရင်တရားပါရေးလို့ရတယ်လဲကြည်လေသူကမလုပ်နေတဲ့ပုံလဲမိုးကြအုတ်ထုတ်ဆောင်းထားတဲ့ပုံစံကိုပြထားလို့များလေးပြထားတာကြောင့်မို့မိုးကြတို့စုကွီဆော်ရတယ်လို့ပြောရတယ်မိုးကြတို့စုကွီဆော်ရအုတ်ထုတ်ဆောင်းထားတယ်တယ်လို့ပြောရတယ်ဒီမှာသလို့ရှိရင်ငါဝန်ဖြစ်စနော်ဝန်ဖြစ်စရိကွီဆော်ရလို့ပြောရမယ် ဝန်ဖီစုရီကူ있어요ဝန်ဖီစုဝတ်ထားတယ်တလို့ပြောမယ်ဝန်ဖီစုလို့ပဲပြောရမယ်ခါဝန်မမတိစကတ်မမတိနဲ့ဘယ်လိုခေါ်လဲမသိဘူးတော့နော်ဝမ်ဆက်ပေါ့အဲ့လိုပြောရနော်အန်ကျောင်းမြင့်မှန်သူကမြင့်မှန်တတ်ထားတဲ့ပုံစံစုတာနဲ့သုံးပေါ့အန်ကျောင်းငရစုကူ있어요မြင့်မှန်တတ်ထားတယ်မြင့်မှန်ပတ်ထားတယ်တလို့ပြောမယ်နာဒီမှာဆိုရင်ချမ်းခွာလဲရှိဖနက်လဲရှိဖနက်ကလည်းရှင်းတာနဲ့သုံးရမယ်ဒါဆိုရင် ဂျန်ဟွာရီရှင်းကိုရီဆိုရလက်ရှိဖနက်စီးထားတယ်ဒီလိုဖြေရမယ်။ဟောဘီဒါဆိုရင်အောက်မှာလေ့ကျင့်ခန်းကြံသေးတယ်။ပုံကြည့်ပြီးတော့ဥပမာနဲ့အတူတူဒေဟွာရဲ့ပူဆေရတဲ့ဆိုတော့ဒီမှာအန်ကြောင်မြင့်မှန်ကိုသူကဒီမှာအဝိုင်းပြထားတယ်မိုးချာအုတ်ထုတ်စချစ်ချီကပြထားတယ်ဒါဆိုရင်သူ့ရဲ့ပုံစံကဒီမှာအောက်ကဟာလဲသူကလေ့ကျင့်ခန်း၃မျိုးရှိတယ်နော်အဲ့ဒါကိုကလေ့ကျင့်ရမယ်ဆိုတော့ဒီမှာဥပမာပြထားတာ ဖောင်းရှိကဖောင်းကတဲ့မိုးသားရစုကူဆိုရောအော်တိုဆောင်းထားသလားလို့ပြောတော့အာညိယောလို့ပြောရမှာပေါ့ဒီမှာတစ်ချိန်ခတ်ထားတာဟုတ်သူကနော်ဒါဆိုရင်အာညိယောဟင်းအင်းဆိုတော့ဂူရမ်သားဆိုရင်မိုးဆုစုကူဆိုရောဘာကိုဆောင်းထားတယ်လဲဘာကိုတတ်ထားတယ်လဲတလို့ပြောတာဒါဆိုဘာတတ်ထားတယ်လဲဘာပတ်ထားတယ်လဲပြောတော့စုံကူရာစုရူနော်စုံကူရာစုရူစုကူဆိုရောဇနီကမြန်မှန်တတ်ထားတယ်ဆိုပြီးတော့ဒီမှာတလို့ထည့်ရမယ်ဆိုတော့ဒီမှာလည်းပဲအတူတူပဲဒါရှင်းတာနဲ့သုံးပါဖြစ်တဲ့အတွက်ကြောင့် ဖောင်းရှိကဖူအောင်ကเนาะဒီမှာဆိုဂူတူပေါ့အဲဒီမှာအမှန်မှန်ပါလိမ့်မယ်ဟုတ်ပြီအောင်ပါเนาะသူ့အရင်မေးရမှာပေါ့အဲဒါဂူတူရရှင်ကိုဤဆိုရဖနာဖနာစီထားသလားပေါ့နော်ရှင်ဖနာစီထားသလားတယ်လို့ပြောတာအာညိဟင်ဂရမ်သာဆိုရင်မူဝါဆိုရှင်ကိုဤဆိုရဘာစီထားတယ်လဲတယ်လို့ဖြစ်မယ်နော်ဒါဆိုရင်ဆလီပါရရှင်ကိုဤဆိုရတယ်လို့ပြောမယ်ဆလီပါစီထားတယ်တယ်လို့ဖြစ်ရမယ်ဒီမှာလဲအတူတူပဲရှိမစကတ် 후암 씨가 치마를 입고 있어요. 리마자라 입다 안에 더우메 번호 입고 있어요. 들려 더우메 아니요 히 그럼 나수이 무엇을 입고 있어요? 바구에 타들레 라서이 청바지를 입고 있어요. 제 마음이 왜탈래 들려 묘야면 하나들 그거 알레 점퍼 후암 씨가 점퍼를 입고 있어요. 왜 타들라 들려 묘마 세요 아니요 히 그럼 나수이 무엇을 입고 있어요? 바구에 타들레 들려 묘야 ချီရှော့ချူရီအီကွီဆိုရောတီရှပ်ဝတ်ထားတယ်ဒီလိုဖြေရမယ်။ဒါဆိုဒါကွမ်းနကိုလောက်တော့ကျွန်တော်အရှိန်အနေပြောပြီးသွားပြီ။ဒဲဟွာကြည့်ရအောင်။ဝမ်မင်းရှိဝမ်မင်းနဲ့ဂျီကွန်အော်ဒီယေးဆိုရောခုပဲမှာရှိလေ။ဝမ်မင်းရှိဝမ်မင်းဂျီကွန်မကူအော်ဒီယေးဆိုရောပဲမှာရှိလေ။ရောင်ဟွာကွမ်းအဖေဣဆိုယောရုပ်ရှင်ရုံရှိမှာရှိပါတယ်ရောင်ဟွာကွမ်းရုပ်ရှင်ရုံအဖေရှိမှာဣဆိုယောရှိတယ် ရုပ်ရှင်ယုံရှိမှရှိတဲ့ကျော်တော့ကျွန်တော်လည်းပဲရောင်ဟွာကွမ်းအဖေရုပ်ရှင်ယုံရှိမှဆိုရောရှိတယ်ကျွန်တော်လည်းရုပ်ရှင်ယုံရှိမှရှိနေတယ်တို့လို့ပြောတယ်မူဆွန်အိုဆယ်ဘလောဝက်ကိုဤကိုဤဆိုရောဝက်ထားတယ်လဲဘလောဝက်ဝက်ထားတယ်လဲတော့ဝက်နေတယ်လဲဆိုမဟုတ်တော့ဘူးဒါအဆင်ပြေတယ်ဝက်ထားတယ်လဲဆိုတာဘူးအဆင်ပြေတယ်ဟုတ်ပြီနော်မူဆွန်အိုဆယ်ဤကိုဤဆိုရောဘလောဝက်ဝက်ထားတယ်လဲဆိုတော့ချီရှော့ချူအာကိုအရှော့ချူအာကိုရှက်ရင်ကြီးနေပေါ့နော် 셔츠하고 샤인지는 반바지를 밤이도고 입고 있어요. 외탈에 셔츠하고 반바지를 입고 있어요. 샤인지는 밤이에도 외탈에 그리고 비로 모자를 쓰고 있어요. 오토레 상탈에 그리고 비로 모자를 어떻고 쓰고 있어요. 상탈에. အာချောကြီးအဟုကဝမင်းရှိကဝမင်းရှိကဣနေယဟိုမာဘောနောအာချောကြီးဟိုမာဝမင်းရှိကဝမင်းကဣနေယရှိတယ်ဝမင်းရှိတဲ့ဝမင်းတဲ့တလို့ခေါ်တာเนาะဒါဆိုလို့ရှင်ရမယ်เนาะတစ်ခါပြန်ပြောပြဝမင်းရှိဒီကွန်အော်ဒီယေဣဆောယဝမင်းရှိဒီကွန်အော်ဒီယေဣဆောယအခုဘယ်မှာရှိလဲရောင်ဟောကနာဖက်ဣဆောယရုပ်ရှင်ရုပ်ရှင်မှာရှိတယ် 영화관 앞에 있어요. 유신 영시 마시래. 저도 영화관 앞에 있어요. 저놀래베 유신 영시 마시래. 무슨 옷을 입고 있어요? 블로그 고우에 타들래. 무슨 옷을 입고 있어요? 블로그 고에 타들래. 셔츠하고 반바지를 입고 있어요. 셔츠하고 반바지를 입고 있어요. 샤인지네 범미도 고우에 타래. 그리고 비로 모자를 쓰고 있어요. 어떠상 타래. 啊，超级好嘛！外面是个人呢哦，外面个是你那边，外面是外面的路口了吧？给他说一下嘛。外面是侬几个目的意思哟？去白马戏嘞，杨花馆阿牌意思哟，有些有些嘛是你的，对呢。무슨옷을입고있어요？外面是侬무슨옷을입고있어요？不如我给我他的嘞，就比如说，我给我买了别的对。 နော် short chure i kui so yo shine ni wa tha de da ma mwe a ko long bian pyo short chure short chu a go ban ba ji i kui so yo de lo pyo yin ya no short chu a go ban ba ji ru i kui so yo de lo pyo yin ya de ku ri go mo cha ru su kui so yo de lo pyo le ya no a ko long da sin ao ma paw pya tha de le twe a tong cha de ha de ji ji ya 입다 웃디 바래 청바지 젠방비 바래 원피스 쓰러 가윈 밤에 보 다짐 민수 씨는 민수가래 민수가리면 민수 씨는 민수가 무엇을 입고 있어요 바웨 타들레를 벼러 청바지를 입고 있어요 청바지 청바지를 입고 있어요 젠방비 타레 민수 쓰러 수지 씨는 무엇을 입고 있어요 수지가 바웨 타들레 원피스를 입고 있어요. 원피스 왜 타바래? ။သာသနေနေရာမှာအောက်ကလည်းသုံးလင်းတော့အဲ့တော့မင်းစုရှင်နံဘူဝဆုရှင်ကိုဤစောရမင်းစုကဘာစီထားတယ်လဲဒါလိုပြောမှာပေါ့။ဒါဆိုရင်ဒီနေရာမှာ slipper လို့ထည့်ပါတော့ slipper ကိုရှင်းကိုဤစောရ slipper စီထားတယ်ဖနအပါစီထားတယ်စူဂျီရှင်းနံစူဂျီကတော့မူဝဆရှင်းကိုဤစောရဘာစီထားတယ်လဲအဲဒါဆိုရင်ဘုသူ ခုသူရရှင်းကိုဆိုရရှုဖနန်းစီထားတယ်ဒီလိုပြောရင်ရပါပြီအဲဆိုရင်အောင်ပါဖာရမ်အတန်တွဲတဲ့စနဲ့စနဲ့အဲဟုတ်တော့ဟုတ်ကဲ့စလိမ့်နဲ့စလုံးကမပြီးကြဘူးဗျနော်စာနဲ့စာနဲ့မပြီးရင် ပြဿနာတက်မယ်စာသာတို့စာသာတို့ကြာရင်ပြဿနာတက်ပြီဒါကြောင့်စလိန်တန်ကစလိန်တန်စာတန်ကစာတန်တို့လို့သွားပါနော်ဒါကြောင့်ဒီမှာဆိုရင်စာကြ မပြီးတဲ့လူစဉ်စာကြာလို့ထွက်သွားရင်အဲ့ဒါတမျိုးဖြစ်မှာတိပဲဟလားစာကြာချင်းတဲ့စာသာဈေးတက်တာဒီကျွန်တော်စာသာတာအိပဲတွေအများကြီးပေါ့နော်ကျွန်တော်သလုံးတော့ပဲပြောသွားမယ်နော်စာသာဈေးတက်တာဒီဆိုင်ကအသားကိုပြောတာခုဒီမှာအသားအသားဟိုဆံကျော် စာတို့ဘာလို့ဒီတယ်မလားသုံးတက်သားတို့ဘာလို့အဲ့ဒါဆိုင်ဆိုင်လူရဲ့အသားကိုလည်းပြောလို့ရတယ်ဆိုင်ပဲနော်နောက်အတက်နှစ်ကိုလည်းပြောလို့ရတယ်အတက်နှစ်ဘယ်နှစ်ဘယ်နှစ်လို့ပြောလို့ရတယ်နောက်ဆိုင် စာကဆန်ကိုအဲဟော sorry ငါဟုတ်တယ်စာကဆန်ကိုပြောတာစာကဆန်နော် sorry အတန် sorry အတန်စူတာစူတာကပြစ်တီဆိုတဲ့အဓိပ္ပာယ်ရတယ်ဥမာများပြစ်တာတို့ပါတော့သုံးလို့ရနောက်ပိုင်းခုခေတ်လူငယ်တွေသုံးတဲ့သုံးလုံးကစူတာလို့ပြောရင်ဘာဖြစ်လဲဝဲကျွေးတီဆိုတဲ့အဓိပ္ပာယ်ကိုရတယ်နော်ညကဆုကေယောလို့ပြောရင်ငါရှင်းမယ်ငါဝဲကျွေးမယ်ပေါ့နော်နောက်စုကွန်းစာစုကွန်းကစာ sư đà sư kỳ bộ ấy bộ sư kỳ ấy là dùng nhà bị à cô đó sakai ấy à và đi lê ra đi à sakai cả ấy à cả là anh em bắt được đáp ơn ở lâu ngồi ấy à sau đó thì mà bài gan sét ni à bài gan sét ni à chú hang sét lấy mồi à chú hang sét lấy mồi à tụi bây giờ lấy mồi gì nhau tụi bây giờ này lấy mồi nhau nó bé mẹ bà နော်လိမ်မွေးရောင်းနိုရန်ဆက်အဝါရောင်းနိုရန်ဆက်အဝါရောင်းချိုရိုဆက်အစိမ်းရောင်းချိုရိုဆက်အစိမ်းရောင်းဟာနူဆက်ဆိုတော့စကိုင်ဘလူးလို့ပြောထားတဲ့အဲမိုးပြရောင်းလို့ပဲပြောရမှာပေါ့နော်ဟာနူကကောင်းငင်ကိုဆက်ကအရောင်ဆိုတော့ကောင်းငင်အရောင်ဆိုတော့ကောင်းငင်ကလက်တခါတလေကျရင်ဖြူရင်ဖြူနေတာကောင်းငင်ရောင်းလို့ပြောတာတော့ပိုကောင်းပါတယ်နော်လက်ခါတလေကျရင်ညိုရင်ညိုနေတာလေပြန်လဲပြားနေတာ ဘဒူအမြအပြာကြီးပဲလို့ပြောထားခဲ့လည်းမသိဘူးเนาะမပြာဘူးเนาะကောင်းကင်အကုန်လုံးကြီးရင်မှဖြူတာလည်းရှိတာမိုးတိမ်နေထူထပ်နေထူเนาะဖြူနေတာပဲဆိုတော့ဒီတိုင်းပဲမှတ်ပါเนาะဟာနစ်ဆဲစင်ကောင်းကင်ရောင်တလို့မဲ့လဲရတယ်ဒါမှမဟုတ်ရင်အပြာရောင် မိုးပြာရောင်ပေါ့မိုးပြာရောင်တလို့မဲ့မိုးပြာရောင်ဘာဖြစ်လဲဟိုမိုးကောင်းကင်ကိုပြောတဲ့အခါကျရင်เนาะမိုးပြာစီသုံးတယ်မလားဟာနစ်ဆဲအပြာရောင် ဟာရန်ဆက်အပြာရောင်ဘူရာဆက်ဘူရာဆက်ကခရမ်းရောင်ဘူရာဆက်ကခရမ်းရောင်ဒါကြောင့်ခရမ်းတိတဲ့ဒီလိုအရောင်ဖြစ်နေလားမသိဘူးနော်ဘူရာဆက်ခရမ်းရောင်ဖုန်နုံဆက်ကပန်းရောင်ဖုန်နုံဆက်ပန်းရောင်ဖုန်နုံဆက်ပန်းရောင်ဖဲဆက်ကဖဲဆက်ကဘာလို့မိကိုရောက်ဖဲဆက်ကမိကိုရောက် ကမဆက်အမဲရောင်ကမဆက်အမဲရောင်ဟယန်ဆက်အဖြူရောင်ဟယန်ဆက်အဖြူရောင်ခိုင်ဆက်အညိုရောင်ခိုင်ဆက်အညိုရောင်နာရှုပင်းမောဆိုရှုပင်းမောပဲကိုရမရှိတဲ့ဈေးဝယ်စင်တာလို့ပြောရမှာပေါ့ရှုပင်းမောလို့ပြောရင်နော်ဈေးဝယ်စင်တာလို့ပဲမှတ်ပါလွယ်ပါတယ်နောက်ပြီးတော့ ဇေယောင်းနဲ့စင်တာဇေဝဲနဲ့စင်တာရတယ်နော်ဂျော်ဒွန်ရှစ်လက်ထပ်ပွဲဂျော်ဒွန်ရှစ်လက်ထပ်ပွဲဘတ်တာလို့ပြောရင်ဟိုလင်းလက်တယ်တောက်ပတယ်ဆိုတဲ့အဓိပ္ပာယ်ဘတ်တာလင်းလက်သည်တောက်ပသည်လာဃအတက်နော်ဘတ်တာလင်းလက်သည်တောက်ပသည်နာဩဒုတာမှောင်သည်စံကျင်ပဲဘတ်တာနဲ့ဩဒုတာစံကျင်ပဲဩဒုတာမှောင်သည်လင်းနဲ့မှောင်တယ်ဒါကိုပြောချင်တာမိဒီပါတယ်ဆိုလဲလင်းတယ်တလို့ပြောရတယ်နော် အောက်မှာပုံကြည့်ပြီးတော့ဒဲဟွာယွမ်ဖီဒီမူဆန်ဆက်ကြီးရဲ့ယွမ်ဖီခဲတံငါတဲ့ဘလို့အရောင်လဲလို့ပြောထားတယ်ခဲတံငါဒါအစိမ်းရောင်ပြเนาะဒါကြောင့်မို့ချိုရိုဆက်ကြီးရဲ့အစိမ်းရောင်ဖြစ်တယ်လို့ထင်ရပြီချိုရိုဆက်ထင်ရပြီချဲကြီးမူဆန်ဆက်ကြီးရဲ့ချက်စောက်ကမူဆန်ဆက်ဘလို့အရောင်လဲလို့ပြောတော့ဒါအဝါရောင်ဒါကြောင့်နိုရန်ဆက်ဘလို့ထင်ရနိုရန်ဆက်အဝါရောင်ဖြစ်တယ်เนาะနံပါတ်3ကဖာဂျီကမူဆန်ဆက်ကြီးရဲ့ ဘောင်းမီကဘလို့အရောင်လဲဆိုတော့ဘောင်းမီကဘာအရောင်လဲဆိုတော့ဒါအပြာရောင်ဟာရန်ဆက်အပြာရောင်ဟာရန်ဆက်အပြာရောင်နောက်တစ်ခုမူကြကမူဆွန်းဆက်ကြီးရောအုတ်ထုတ်ကဘာအရောင်လဲအုတ်ထုတ်